နောမဲဆွေတွေအားလုံးပဲမင်္ဂလာပါเนาะဒီနေ့က26ရက်ကုလာ25ပေါ့เนาะအဲကျွန်တော်ဒီနေ့မှာတော့ခေါင်းစဉ်တင်တာကတော့မင်းအောင်နိုင်ကိုအမေရိကန်ကထပ်အရေးယူပြန်ပြီပေါ့ဗျာဒီအကြောင်းအရာတွေလည်းပါမယ်အဲလက်ရှိမြန်မာနိုင်ငံနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရေးနေပေါ့เนาะမြန်မာနိုင်ငံရေးနေနိုင်ငံတကာရေးရမှာအပြောင်းလဲတွေကတော့ဒါစတိုက်ဖြစ်ပေါ်နေတဲ့အခြေအနေတွေရှိတယ် အဲ့ဒီအခြေအနေတွေကိုကျွန်တော်တို့တော်လိုင်းရေးအတွက်အဖွင့်ရေးတွေဘယ်လိုဖြစ်လာနိုင်တယ်လဲဆိုတာတွေကိုကျွန်တော်ဒီနေ့ရှင်းပြတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့အခုတော့ main online ကကျွန်တော်တို့ပြည်သက်ကြီးတည်တဲ့အတိုင်းပဲเนาะကမ္ဘာစင်မြင့်တဲ့ဝေးကွာတဲ့နေရာတစ်ခုကိုအထူးကြံစွာသွားနေရတယ်ပေါ့နော်လက်ရှိမှာကျွန်တော်တို့68ချိန်မြောက်ကမ္ဘာကုလသမဂ္ဂအထွေထွေနီလာခံကြီးကိုကျွန်တော်တို့ကမ္ဘာ ENG ခေါင်းဆောင်တွေတမရတွေဝန်ကြီးချုပ်တွေဒါဆုံဆုံညီညီပေါ့နော် တက်ရောက်နေကြတာဒါနယူးယောက်မှာပေါ့နော်ဒါပေမဲ့ဒီပွဲကြီးမှာတွေ့လိုက်ရတာကဘာလဲဆိုတော့ကျွန်တော်တို့လူသားဆန်နဲ့လူသားစစ်စစ်တွေခေါင်းဆောင်တွေပဲတွားတက်တာတွေ့တယ်။ရာဇဝတ်သားတွေเนาะရာဇဝတ်သားတွေအဲသူများကိုဂုတ်ခွစည်းမဲ့ကောင်တွေတော့မတွေ့ဘူးဗျ။အာဘူးလဲဆိုတော့ပူတင်နောက်တော့ကရှီကျင်းဖြင့်ပူတင်တို့ကတော့ဆိုရင်2015နောက်ပိုင်းဆိုရင်ပူတင်ကနီလာကန်ကိုတွားကုန်တွားတော့တာเนาะအဲနောက်ပြီးတော့ ကျွန်တော်တို့ရှင်းချင်းပြင်ဆိုရင်ကိုဗစ်ကာလတုန်းကသူဒီ video conference နဲ့သူမိကုန်းတွေပြောခဲ့တာရှိတယ်။အဲ့နောက်ပိုင်းသူလည်းမတွေ့ရတော့နော်ဒီကုလသမဂ္ဂနီလာခံမှာပေါ့နော်အဲ့တော့ဒီဘက်အရှိဘက်မှာတော့သူတို့မတူတော်တွေသွားစုနေကြတာပေါ့နော်အဲ့တော့ main online ကတော့သူအသွားချင်းဆုံးကတော့ new york ပေါ့နော်ခုတော့ new york ကိုကြောခိုင်းပြီးတော့မှ moscow မှာ moscow ဆိုတော့ကျွန်တော်တို့ငယ်ငယ်တုန်းကဘယ်လိုကြောက်အမေဘယ်သွားဘယ်ရောက်သွားတာ ဘာလို့ကောကွာမော်စကိုရောက်လိုက်ထောင်ပြောတာပေါ့နော်တဘောကအဲ့ဒါနဲ့တူနေနော်အတိတ်နမိတ်ပေါ့ဗျာနော်အဲ့တော့သူသွားကျင်ဆောင်နယူးယောက်ကိုသူကြောခိုင်းပြီးတော့မှအခုမော်စကိုမှာကျင်းပနေတဲ့ကဘာအနုမြူဆိုင်အင်တရင်ပတ်အာကဘာအနုမြူဆိုင်ရောတကယ်ကောင်းလားအနုမြူအနုမြူကိုငါးပြားစီးမှတော့မပိုင်ပဲနဲ့နော်နှမ်းစီးတော့နှမ်းစီးတော့မပိုင်နဲ့ကွာတော်တယ်ထားပါထားပါအဲနော် အဲ့တော့အဲ့အနုမျိုးစွန့်အင်တရင်ဘတ်ဆိုရက်ဖိုရန်ကိုသွားပြီးတော့မှတက်နေတာတွေ့ရတယ်ပေါ့နော်အဲ့တော့သူတို့မီဒီယာတွေမှာတော့ဘောမမီဒီယာတွေမှာတော့ဒါအာတကယ်ကိုမှဝင်းဝင်းကြွားကြွားနဲ့ကြွားလုံးနေထုတ်ပြီးတော့မှဖော်ပြနေတာပေါ့ဗျာနော်တကယ်တော့ဒီပွဲကနိုင်ငံကြီးတွေဖြစ်တဲ့သူ့ရဲ့ပြောရရင်ပူတင်ရဲ့တပိတပည့်အရင်းနေပေါ့နော်တပည့်အရင်းနေလူကာရှန်ကိုနော်ဘယ်လာရုစ်တမရနောက်အာမေးနီးယားဝင်ကြီးချုပ်နောက်အီရက်ဝင်ကြီးချုပ်သူတို့ပဲတက် တတ်တာတွေ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိအခြေအနေကတော့ဘာပဲဖြစ်ဖြစ်သူတို့ကသူတို့ဘလို့ပဲကြွားလွန်ထုတ်နေနေမင်းအောင်နိုင်ကသူ့ရဲ့နိုင်ငံတကာမှာသူဟာအထူးကြံစံမှုကိုအထင်ရှားပြသနေတာပဲဖြစ်တယ်နော်ဒါအထူးကြံနေတယ်ပေါ့နော်တကယ်တမ်းဆိုရင်ဒီလိုအပွဲမျိုးကဝင်ကြီးအဆင့်ဒါမှမဟုတ်ညွန်ကျုပ်အဆင့်ပေါ့နော်ညောညိုစောလောက်သွားမှာညိုစောလောက်သွားဒါမဲ့ညိုစောတော့မရဘူးသူကရုရှားဆိုတာနဲ့သူသွားမယ်ဆိုတာယူတယ်သွားမရဘူးနော် ဟောငါတလောက်ပေါင်းနေတယ်တော့ကြည့်ယူရဲ့ဟဲ့လားเนาะအဲ့တော့ညွန်ကျွန်းတော့အစင်တက်ရောက်တင်းနဲ့ပွဲပေါ့ဗျာအဲ့တော့ဒါသူကိုယ်တိုင်တော့ရောက်ခဲ့တယ်ဆိုတော့အရန်ကိုသူကလူရဝင်စိတ်เนาะအဲသူ့ကိုထောက်ခံကြရတယ်ဆိုတော့နိုင်ငံကြီးတွေကသူ့ကိုထောက်ခံတယ်ဆိုတော့သူကသူ့ကိုထောက်ခံတယ်အာဟိုထောက်ခံတယ်လက်တဆုပ်စာပေါ့เนาะသူ့ကိုထောက်ခံတယ်လက်တဆုပ်စာကိုသူကဟန်ပြကြတယ်เนาะအဲ့တော့နိုင်ငံကြီးတွေကသူ့ကိုတွေ့လာအားပေးထောက်ခံတယ်ပါညာပေါ့ပြောရရင်အနုရောမှာလူရောလှုပ်ရှင်တော့ဗျာเนาะ ဒါပေမဲ့အနုရောမာတော့မလူကြောမဟုတ်ပါဘူးเนาะအနုရောမာမှာအနုစုပ်ပါအနုစုပ်အဆင့်เนาะအဲ့တော့ကိုယ့်မြန်မာပြည်မှာနျူကလ িয়ার ဓာတ်ပေါင်းဖို့နှမ်းစည်းလောက်တောင်မရှိသေးတဲ့အပြင်เนาะပြည်ပရောက်အလုပ်သမားတွေရဲ့เนาะငွေဝူတော်မှဒါလက်ကုံနှိုက်ပြီးတော့မှအသုံးစိတ်ရှာနေရတဲ့ခေါင်းဟာနျူကလ িয়ার စီမံကိန်းတို့ငွေကြီးအကုန်ကြများတဲ့ကိစ္စပေါ့เนาะဘလူးကောင်တဲ့ပုံမှာမေးကြည့်ပါဦး ကောင်းတဲ့ဘောလဲဒီကောင်ကရုရှားကအလကားလာလုပ်ပေးရမှာအလကားတော့လုပ်ပေးမှာမဟုတ်ဘူးအဲပုစံဆိုင်လုပ်မှာပေါ့နော်ပြီးလို့ရှိရင်တော့အဲ့အကျွေးရတော့ဒါ level တော့နစ်လိမ့်မယ်ဒါမှမဟုတ်ဟိုဟာတရုတ်ရှီကချင်းရင်ချီးပေါ့နော်အဲ့လိုねအကျွေး level နစ်ပြီးတော့မှလုပ်ရုံပဲရှိမှာနော်အခုကလည်းကျွန်တော်တို့သိပါတယ်နော်အဲမိတ်ဆွေလည်းသိပြီးသားပါ MOU နားလည်နားလည်မှုစာချုပ်လာဟာလာရေးထိုးထားတယ်အဲအဲငါတို့တော့မှာရုရှားရှိတယ်ပေါ့နော်လူမိုက်အာကိုနဲ့လူမိုက်အာကိုနဲ့ဟန်တော့နေတာပေါ့နော် အဲ့တော့ MOU ဆိုတာရဲ့တကယ်တမ်းကျတော့သူကသဘောတရားရအကောင့်ထဲပေါ်မဲ့စာချုပ်မျိုးတော့မဟုတ်ဘူး။အေးကွာငါတို့လုံလုံမယ်ပေါ့ကွာ။အေးအစဉ်ပြေလုံကြတာပေါ့ကွာ။ဒါပဲ။နော်။အေးလုံမယ်။အဲ့လိုကြီးညာချက်အစဉ်ပြေပဲရှိတယ်နော်။အဲ့တော့ဒါကလုံးဝအကောင့်ထဲပေါ်မယ်ဆိုတဲ့စာချုပ်မျိုးမဟုတ်ဘူး MOU ဆိုတာနားလည်မှုစာချုပ်အစဉ်ပြေချမှာကွာ။နော်။အဲ့တော့အစဉ်ပြေချမယ်ဆိုတော့ခုနကကျွန်တော်ပြောသလိုပဲနော်။ င်ကျွန်တော်တို့အလုပ်သမားတွေရှိရတာမှာလက်ကုန်နိုင်ပြီးတော့မှစစ်အသုံးစိတ်ရှာနေတယ်ကွာဘယ်လိုလို့အဆင်ပြေမလဲနော်အဲ့တော့အဆင်ပြေမလို့ကောနော်တိတ်တော့စိုးရင်ကြတော့မရှိနော်သဘောတရားအရာပေါ့နော်အဲ့တခုတော့ရှိတာပေါ့ချီးလို့ရင်တော့ပြဿနာပြဿနာရှိတယ်နော်အဲ့တော့အကျွေး level နဲ့မှာပေါ့နော်ကျွန်တော်တို့ပြည်သူတွေစက်မှာလေအကျွေး level နဲ့နော်ခင်ဗျအစိုးရစက်မှာမထင်နဲ့ဟဲ့လော်လော်မတွေးနဲ့နော်အဲအကျွေး level နဲ့တော့ကျုပ်တို့စက်မှာခင်ဗျားတို့ကျွန်တော်တို့စက်မှာ ဒီကောလှုပ်ရှင်ရလှုပ်ပြီးဖုတ်ကွက်ခါပြီးထွက်သွားမှာလေနော်ပြင်အသက်ကြီးမှတော့တေသွားမှာလေဘသူတွေကြံခဲ့မှာလဲဘသူတွေစက်မှာအေးခင်ဗျားတို့ကျွန်တော်မျိုးဆက်တွေစက်မှာအဲသတိထားရနော်တရုတ်ကနေချီးပြီးတော့လှုပ်ရှင်လည်းလှုပ်မှာပေါ့ဟုတ်တယ်မလားတရုတ်ကနေချီးပြီးလှုပ်ရှင်လည်းလှုပ်မယ်အဲရုရှားကငွေစက်ပြီးလှုပ်ရှင်လည်းလှုပ်မယ်ဒါမဲ့ကျွန်တော်တို့အကြွေးတင်မှာအကြွေးတင်ပြုစက်မှာကျွန်တော်စက်မှာကျွန်တော်တို့ဆိုတာကနော်ကျွန်တော်တို့မျိုးဆက်တွေစက်မှာနော်ဒီကောကမကြခင်မှာတို့ကသွားတော့မှာလေတတန်ဘာမှမကြတော့ကဘာကြီးပေါ်မှာတို့နေစီနေဖို့တတန်မကြတော့ အော်ကျွေးစားမှာကျွန်တော်တို့စားမှာသူတို့လုပ်ချင်တာလုပ်ခဲ့တဲ့ဟာတွေကျွန်တော်တို့ကအကုန်လုံးအားရအောင်သူတို့ပါခဲ့တဲ့ယူခဲ့တဲ့မစင်ကျွန်တော်တို့ကကောင်းမွန်လာရောက်မှာအဲ့ဒါကြောင့်အယုံမကန်နဲ့ဒါကိုပြောချင်တာနော်ဒါပေမဲ့တိတ်တော့မစိုးရင်ပါနဲ့နော်သူတို့ကိုယ်တိုင်ရုရှားတွေကိုယ်တိုင်နော်ဝင်တိုက်ပြီးခဲ့တဲ့စီးရီးယားတောင်မှာနော်စီးရီးယားကအာဆက်တောင်မှာလွတ်အောင်ထွက်ပြေးရတယ်ကြည်လေအာဆက်ရဲ့ကောင်လေးဆိုဟိုမှာပြင်းခံတော့နော်ကြိတ်ခံတာအဲ့ဒါပြောလေလူခွင့်ပါပါဂျနီဗာကွန်ဗန်းရှင်းလို့ပါတော့ကြိတ်တာပြည်သူတွေကဝိုင်းကြိတ်တာနော် တီးတဲ့ကောင်တွေမနေဘူးလေနော်ဒီဘက်ထောက်သွားရဲအားချပြတာပဲနော်ဒီကောင်တွေအုပ်စုဘောမအုပ်စုပေါ့ဗျာအာဆက်ဘောမလာတဲ့အုပ်စုပေါ့နော်တီးတာပဲနော်အဲ့အဲ့အချိန်မှာတော့ဘယ်နိုင်ငံကမှလည်းခင်ဗျာဟိုလူသားချင်းစာနာတာတို့ဗာလူခွင့်ကြီးတို့ဘယ်နိုင်ငံမှလည်းမအော်ဘူးခင်ဗျာစီးရီးယားမှာဖြစ်တာပဲချတာအခုနိုင်တဲ့ကောင်တွေချတာပဲဒါပဲနော်သဘောအားတာပဲအဲ့တော့ကျွန်တော်ကအတီတွယ်ဖို့လိုတယ်နော်အားကုန်ဖို့ဗျာနော်အဲ့တော့ပြောရလို့ရှိရင်အဲ အခုဒီလိုမျိုးလုပ်ရတဲ့ကအချမ်းဖက်ဆဲကိုဆိုတာအတိုင်းပြီကိုဒါအုတ်ချုပ်နိုင်စွာမရှိတော့ပဲနဲ့အာပေါ့ပေါ်ကြီးကဲပါပပကဲပါကျွန်မင်းကြီးကဲပါလို့អော်နေတဲ့ဘဝရောက်နေတာပါဟုတ်ကွယ်ကိုကြိုးစားနေရတယ်သူကသူလူရဝင်တယ်ပေါ့သူတို့ကိုထောက်ခံတယ်ပေါ့ဗျာเนาะအဲ့တော့လူသက်တချောင်းကိုပြည့်စည်ကောင်းတော့တောင်တန်ဖိုးမထားတဲ့သူတို့ရဲ့ရုံမှာရက်ဆက်မှုတွေကိုပြည်သူအားလုံးသာမကပါဘူးเนาะနိုင်ငံတကာကပါကောင်းကောင်းသိကြပါတယ်နားလဲနားလဲကြပါတယ် ါမဲ့ခတ်တာကလည်းနိုင်ငံတကာကအကျိုးစီးပွားပေါ်အခြေတည်ကြတာဟုတ်ဗျဒါလည်းသဘာဝပါပဲเนาะဘာဘယ်ဘယ်သူပဲဖြစ်ဖြစ်ခင်ဗျဘိုးဘူးစဉ်းစားလို့ရှိရင်တော့မိမိကိုယ်ပဲဘိုးဘူးစဉ်းစားမှာပဲကျွန်တော်လည်းကျွန်တော်တို့တိုင်းပြည်ကိုဘိုးဘူးစဉ်းစားမှာတေဦးကလည်းသူ့တိုင်းပြည်အတွက်ဘိုးဘူးစဉ်းစားမှာပဲเนาะအမေရိကန်လည်းသူ့တိုင်းပြည်အတွက်ဘိုးဘူးစဉ်းစားမှာဒါပဲခင်ဗျအိန္ဒိယနိုင်ငံတွေလည်းအတူတူပဲစန်ထရယ်ကပုံမှန်ရှိတယ်သူ့နိုင်ငံမှာပဲရှိတယ်အဲ့ဒါနဲ့ဘိုးဘူးစဉ်းစားမှာပဲဘယ်ကကသူ့ကိုအကျိုးပေးမလဲဒါပဲအဲ့လိုပဲစဉ်းစားကြမှာပဲเนาะ တော့နားလေတာတော့နားလေတာပေါ့နော်အဲ့တော့ရေးကြီးဆုံးကတော့ဒီကောင်တွေကဘလို့အခြေအနေမျိုးပဲရောက်ရောက်ဒါပြည်သူတွေပေါ်ကျူးလို့ ਨੇ ပြစ်မှုတွေသူတို့ရဲ့ရက်စက်ရုံမှမှုတွေကမလွတ်နိုင်စရာအကြောင်းကိုမရှိဘူးနော်နိုင်ငံတကာတရားရုံးတွေမဟုတ်ဘူးနော်နိုင်ငံတကာတရားရုံးတွေမဟုတ်ကိုယ့်အကူစီရင်ရမယ့်ကိစ္စမျိုးတွေနော်လွတ်ကြတာတော့လုံးဝမလွတ်ဘူးနော်တော့မှလုံးမရမှာမဟုတ်ဘူးနော်အဲ့တော့အခုလို့တရုတ်နဲ့ရုရှားတို့နော်ဟိုအိန္ဒိယတို့မိုဒီတို့ဗျမိုဒီတို့ကသူ့ လက်ဆွဲနှုတ်ဆက်တဲ့ခါကျတော့ तू ကအာဆီယံတော်မှ तू ကနည်းနည်းလေးဆိုငါလည်းလှုပ်ချင်လာတယ်เนาะအဲ့တော့အာဆီယံနိုင်ငံတွေကအခုမရောက်နိုင်အောင်စုကိုဒါတန်တမာရေးရလဲရှေ့မတူနောက်မဆုတ်ဘူးဖြစ်နေတဲ့အနေထားပေါ့ဗျာเนาะရှေ့တူလို့လည်းမရအောင်နောက်ဆုတ်လို့လည်းမရအောင်เนาะအဲ့တော့ဂျပန်ဆေးအစုကတော့မရောက်နိုင်ကတော့သူမျှော်မှန်းထားတဲ့ရွေးကောက်ပွဲကိုအာဆီယံကဝင်ရောက်မဆုတ်ဖတ်နိုင်အောင်တော့သူကလုပ်နေတာပဲเนาะဟိုလာမယ်ဆိုပြီးပြန်သွားရတာပဲလေเนาะ အဲ့တော့အိန္ဒိယတို့တရုတ်တို့ရုရှားတို့ရဲ့သူကထောက်ခံကိုရထားပြီဆိုတော့အာဆီယံစကားကိုသူကနားမထောင်ချင်တဲ့ပုံစံတွေတော့ပြထားတယ်နော်အဲ့တော့အာဆီယံနိုင်ငံကြီးဝန်ကြီးလေးဦးရဲ့ခရီးစဉ်ကွာရွှေဆိုင်ပြလိုက်လာဗလာနဲ့ကွာလာနဲ့ခဏနေကွာငါလာခဲ့ဆိုမှလာခဲ့ကွာဒီဒီလိုချိုးချိုးချိုးတာပေါ့နော်ပါလဲဆိုတော့မာနာပေါ့မာနာကြီးတာပေါ့နော်ဥမာငါတလောက်ပေါင်းသွားကြွေးမာနာကြီးနေတာနော်အာဆီယံရဲ့တာဝန်ကြီးကိုလည်းသူကလက်တူရှုထားတဲ့အနေအထားရှိတယ်ပေါ့ဒါပေမဲ့ ာဆီယံကတော့လက်ရှိအနေအထားမှာအဂျပန်စေယုံစုကိုပြပြတတတတိပေးထားတာတော့ရှိပါတယ်เนาะအဲ့ဒါတော့ရွေးကောက်ပွဲတဲ့ငြိမ်းချမ်းရေးကိုဦးစားပေးရမယ်ဆိုတာပဲငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုအကောင့်ထဲပေါ်ပြီးဆိုလို့ရှိရင်ရွေးကောက်ပွဲသွားဖို့အာဆီယံသဘောအဲ့လိုသွားတယ်အဲ့တော့အာဆီယံကတော့မြန်မာရေးကိုအခုလက်ရှိပါဝင်ပတ်သက်သူအားလုံးနဲ့เนาะစေယုံစုမပါဘဲနဲ့တီတွေ့ဆက်ဆံဖြည့်ရှင်းဖို့ဆုံးဖြတ်ထားပြီးပြီလို့တော့သိရတယ်အာဒီဆုံးဖြတ်ချက်ကလည်းအချမ်ဖတ်စေယုစုနဲ့ဆက်ဆံရေးမှာရှေ့လျှောက်တာအစင်လာတစ်ခုဖြစ်သွားနိုင်တယ်လို့ဆိုပြီးတော့ လိလာတုံးတက်တူလေးရှိတယ်ပေါ့နော်အဲဆိုလိုတာကတော့ကျွန်တော်တို့အာဆီယံကစစ်ပွဲကိုဆွေးနွေးဖြေရှင်းပြီးရပ်တန့်ဖို့လိုအပ်ရင်ပြည်ခတ်ရစရေးစောင့်ကြည့်အဖွဲ့တွေဆီလူဖို့တီသူတို့ရည်ရထားတာတွေ့ရတယ်ဆိုပြီးသိရတယ်ဒါဟာပြောရလို့ရှိရင်ရှေ့အစုကိုတိကျခွဲထုတ်ပြီးတော့မှအဲပြည်သူကိုကိုစားပြုတဲ့အင်အားစုတွေနဲ့ပါဆက်ဆံရေးတိုးမြင့်လာမယ့်သဘောကိုပြသနေတဲ့အချက်တစ်ခုလေဖြစ်တဲ့အတွက်ဒါကလည်းပါပဲဖြစ်ကျွန်တော်တို့အတွက်အတက်ဆရာအပိုင်းတစ်ခုပေါ့နော်အော်နောက်ဆုံးအပိုင်းကတော့အမေရိကန်ပိုင်းပါ အမေရိကန်ဘိုင်းအမေရိကန်ဘိုင်းကအခုဒီရဲ့ဘိုင်းတွေမှာတိတ်ပြီးစိတ်ဝင်စားစရာကောင်းတယ်နော်အဲ့တော့အခုတပြားပေါင်းနေပြန်ဖွင့်လာတယ်တပြားပေါင်းနေအိုဘားမားလက်ထက်ကတပြားတွေပြန်ဖွင့်လာတယ်နော်အဲ့တော့အခုလက်ရှိ main online ကခုနကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲမြန်မာအစိုးရအဆက်ဆက်ပေါ့နော်ကျင့်သုံးခဲ့တဲ့ bumline မူဝါဒနော် bumline နိုင်ငံသားရေးမူဝါဒကိုဒီကောင်ကလူးဆိုင်တော့ဒီကောင်ကသူ့ရဲ့အာဏာတည်မြဲရေးအတွက်သူ့အာဏာဆက်ပြီးတော့မှစုပ်ကင်ထားနိုင်ဖို့အတွက် တရုတ်နဲ့ရုရှားကလွဲပြီးတော့မှတော့ဒီကောင်ကဂျန်နဲ့ကောင်တွေအကုန်လုံးအာခံတဲ့သဘောဖြစ်သွားပြီတရုတ်နဲ့ရုရှားကိုတွားပြီးတော့မှပူပေါင်းပြီးတော့မှတပိခံပြီးတော့မှတရုတ်ပေါင်းပြီးရုရှားပေါင်းပြီးကိုတွားပြီးဆွဲနေတဲ့အခြေအနေမြင်တွေ့လာရတယ်ပေါ့ဗျာနော်အဲ့တော့အဲ့လိုထင်းထင်းပေါ်ပေါ်ပေါ့နော်အဲတရုတ်နဲ့ရုရှားရဲ့ပေါင်းမိမှုသွားဆွဲတဲ့အပေါ်မှာအမေရိကန်ကအခုတုံ့ပြန်မှုတွေခက်စိတ်စိတ်ဖြစ်လာတယ်။ပြင်းလဲပြင်းထန်လာတယ်။ပို့ပြီးတော့လည်းပြင်းထန်လာတယ်။အခုအမေရိကန်က ီမြန်မာစစ်အုပ်စုကနျူကလ িয়ার လက်နက်ရဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှအရင်တုန်းကအိုဘားမားလက်ထက်ကလိုပဲတပြားဟောင်းကြီးပြန်ပြီးတော့မှဖွင့်ချလာတယ်နော်။ဒါအပြင်အခုဒီရက်ပိုင်းမှာ95ရက်နေနော်။မြောက်ကိုရီးယားလက်နက်ဝယ်ယူမှုနယ်ပတ်သက်ပြီးတော့မှမြောက်ကိုရီးယားကုမ္ပဏီတွေနဲ့မြန်မာကုမ္ပဏီတခုကိုသူကခေါင်းစဉ်ကတရားမဝင်ကွန်ရက်ကြီးတိဆောက်နေတယ်ဆိုပြီးတော့မှတန်ခတ်ပိတ်ဆို့လိုက်တယ်ဆိုအမေရိကန်နိုင်ငံသားကြီးဝန်ကြီးဌာနကနေပြောဒီကျွန်တော်တို့25ရက်နေ့မနေ့ကနော် 25ရင်းနေမှာအေးယူပိတ်ဆို့မှုအစ်စ်တွေထပ်ပြီးတော့လုပ်နေအဲ့ဒီမှာကျွန်တော်တို့မြန်မာဘက်ကအေးယူခံရတဲ့ကုမ္ပဏီကမြန်မာလေတပ်အတွက်ဂျားကနေဆက်သွယ်ဝယ်ယူပေးနိုင်တဲ့တော်ဝင်ရှင်းလက်ကုမ္ပဏီအဲ့ဒီမှာတော်ဝင်ရှိသူတွေဖြစ်တဲ့တော်ဝင်ရှင်းလက်ကုမ္ပဏီရဲ့တော်ဝင်ရှိသူတွေဖြစ်တဲ့ကျွန်တော်တို့အာကျော်သူမျိုးမြက်နောက်တင်မျိုးအောင်နောက်အောင်ကူကူဦးအဲ့ကောင်နေပါတယ်အဲ့ကောင်နေတခါတည်းအေးယူရဲကုမ္ပဏီလည်းအေးယူလိုက်ပိတ်ဆို့အေးယူမျိုးတွေလုပ်တယ် မြောက်ကိုရီးယားဘက်ကတော့ဒီလက်နက်ပုံတွေပွဲစားတွေလုပ်နေတယ်ဘေကျင်းအခြေစိုက်ပေါ့နော်2210 general အဲအဲ့ဒါနဲ့နောက်က barrier barrier လို့ဖတ်မလားမသိနော်အဲ့ဒါနဲ့သူတို့ထောင်တိုင်းအဖွဲ့အဲ့မှာပါတယ်ပုံကိုတွေပေါ့နော်မြောက်ကိုရီးယားရဲ့တရားမဝင်လက်နက်တွေရောင်းချနေတဲ့လုပ်ငန်းတွေပေါ့နော်အဲလုပ်ငန်းတွေကလက်ရှိအမေရိကန်ရဲ့နော်လက်ရှိအမေရိကန်နဲ့ပေါ့နော်သူရဲ့မဟာမိတ်တွေကိုတိုက်ရိုက်ချင်းချောက်နေတယ်ချင်းချောက်နေတာဖြစ်တယ်ဆိုပြီးတော့မှာနော် အကြဘတ်တိုက်ဖြတ်ရေးနယ်ဗန္ဒာယေးဆိုင်ရာထောင်နိုင်ရေးဌာနလက်ထောက်ဝန်ကြီးဂျွန်ဟာလီကထုတ်ပြန်ပြောဆိုခဲ့တာဒါကပြင်းထန်တယ်နော်အကြောင်းပြချက်ပြင်းထန်တယ်နော်မိမိတို့အမေရိကန်နိုင်ငံနဲ့မဟာမိတ်တွေကိုတိုက်ရိုက်ချင်းချောက်တဲ့လုပ်ငန်းစဉ်အကြဘတ်ဝါရတိုက်ဖြတ်ရေးနယ်တူကဟိုကထုတ်ပြန်တာကအကြံဖက်ဝါရတိုက်ဖြတ်ရေးနဲ့ဗန္ဒိုင်းဆိုင်ရာထောက်တိုင်းဌာနအဲ့ရထုတ်တယ်အကြံဖက်ဝါရနော်အကြံဖက်ဝါရတိုက်ဖြတ်ရေး တို့ရဲ့လုံခြုံရေးကိုချိန်ချောက်တယ်အမေရိကန်နဲ့မဟာမိတ်တွေကိုချိန်ချောက်နေတယ်အဲ့ဒါကြောင့်ဒီကောင်တွေကိုအေးအေးယူပိတ်ဆို့တယ်ကွာဆိုပြီးတော့ပိတ်ဆို့လာတော့မှာဒေါ်လာ3000ပတ်လုံးတော့နော်တော်တော်စိတ်ဝင်စားစရာကောင်းလာတယ်ဒီအပိုင်းနေရနော်ဒါကြောင့်ဒီပိတ်ဆို့မှုတွေကပြောလို့ရှိရင်အချမ်းဖတ်ဆီယိုဆူရဲ့လက်နက်ဝယ်ယူကွန်ရက်ကိုထိခိုက်စေုံသာမကဘူးဆီယိုဆူကဒီအဲ့ဒီမှာပေါ်ပြထားတဲ့အဲထဲမှာစီအုပ်စုကနော်ဒီချမ်းဖတ်ဆီယိုဆူက အရက်ဘတ်အဆောင်အုံတွေကိုလက်လွတ်စပယ်ပြစ်ခတ်တိုက်ခိုက်နေပါတယ်ဆိုတာကိုတရားဝင်ထည့်သွင်းကြေညာသွားတယ်။ဒါပါလဲဆိုတော့အမေရိကန်ရဲ့စိတ်ဝင်စားမှုမြင့်တက်လာတယ်ဆိုတာကိုပြသနေရမယ်။အဲ့ဒါပဲ။နောက်ထပ်ပြီးတော့အရေးယူလဲဆိုတာအဲ့ဒါ။တကယ်ကိုစိတ်ဝင်စားမှုမြင့်တက်လာတယ်။နောက်တစ်ခါဆွဆွဲမှုကလည်းပြင်းထန်တယ်။ဒီတရားဝင်လက်နက်တွေရောင်းချနေတဲ့လုပ်ငန်းတွေကမိမိတို့အမေရိကန်နိုင်ငံနဲ့မဟာမိတ်တွေကိုချိန်ချောက်နေတယ်။မြူသားလူမျိုးကြီးကိုချိန်ချောက်နေတယ်။ဒါပဲ။ ဒါရင်လားဆိုတော့နောက်ထပ်ချိန်လန်းတစ်ခုကဘာသွားတွေ့ရလဲဆိုတော့ဘင်္ဂလားဒေ့ရှ်မှာတက်တီဝင်လာတဲ့ကိစ္စအမေရိကန်ကမြန်မာနိုင်ငံရေးပေါ့နော်မြန်မာအရေးကိုတိုက်ရိုက်ဖိအားပေးဖို့ဘင်္ဂလားဒေ့ရှ်ကိုအာရုံစိုက်လာတာဟာမာဗီဝါမြောက်အကွက်ရွှေမှုတစ်ခုလားလို့စဉ်းစားစရာတော့ရှိလာတယ်။အစပတင်ဘာ10ရက်နေ့မှာအမေရိကန်တပ်ဖွဲ့ဝင်120ကစစ်တကောင်းကိုရောက်ရှိလာတယ်။ဘင်္ဂလားဒေ့ရှ်ကလည်းပြောရလို့ရှိရင်အမေရိကန်ကိုပေါ်သွင်းလာတာကဒီတရုတ်လက်နက်တွေရဲ့အရေးသွင်းညံ့ဖျင်းတဲ့ကိစ္စတွေပေါ့ တာတရုတ်ကမယုံတော့ဘူးသူတို့တော်တော်ခံရတယ်2018ကနေတော့2025ဇွန်လအတွင်းဒါ KAW တိုက်လေရင်ညက်ကြခဲ့တာ ရှိတယ်နောက် F7BGI အဲ့ဒါတွေပြက်ကြခဲ့တာရှိတယ်အဲစာတင်ကြောင်းမပြက်ကြခဲ့တာပေါ့နော်အဲ့မှာចောင်းသားအယောက်20လောက်တည်ပြီးတော့မှ200လောက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်နောက်တစ်ခါတင့်ကားမှာတုံးတယ်လက်နက်ခဲရန်နေအော်ရေဒါတွေအဲ့ဒါတွေအရေးသူမပြည့်ဘူးဒီတွေမပြည့်မိတဲ့ပြင်ရောင်းချပြီးပေါ့ဒါဒီပြင်စင်စရာရှိတဲ့နေရာတွေမှာပြင်စင်စရာ ပြန်ပြီးတော့မှเนาะကျွန်တော် repair လုပ်ရတဲ့နေရာမှာလည်းအញ្ញံ့ညံ့ဖြစ်နေတဲ့အတွက် Bangladesh ကတရုတ်ရဲ့စစ်လက်တဲ့ပစ္စည်းတွေပေါ်မှာအယုံကြည်မရှိတော့ဟမ်ဟာစီဟာစီဟာစီလို့ပါအဲ့လိုပေါ့ဂျင်းတဲ့ခံရတာပေါ့ဗျာเนาะဟိုတန်းရှိလို့ဂျင်းတဲ့ခံရတယ်လို့ပေါ့เนาะတန်းရှိလို့ဂျင်းတဲ့ခံရတယ်လို့အခုမင်းအောင်လိုက်ဆက်ပြီးတော့မှဆက်ဂျင်းတဲ့ခံနေရတာပေါ့အဲ့လိုမျိုးဂျင်းတဲ့ခံလိုက်ရတဲ့ခါကျတော့သူကဒီရေသွေးညံ့ဖြစ်နေတဲ့ပစ္စည်းတွေကိုသူမလို့ခြင်းတော့ဒါကြောင့်သူကအမေရိကန်ကိုချင်းကက်လာတဲ့သဘောတွေ့ရတယ်ပေါ့เนาะ တော့နောက်တစ်ခုကဘာလဲဆိုတော့မြန်မာဘက်ချမ်းမှာစီးရေးချိန်တွေမြင့်လာတဲ့ပြိပခတွေကမြင့်လာတဲ့အခါမှာဒီစစ်သားတွေပေါ့နော်စစ်သားတွေဆိုတာကတခြားစစ်သားမဟုတ်မင်းအောင်လိုင်းစစ်သားတွေသူတို့ဘင်္ဂလားဒေ့ရှ်တဲကိုဝင်လာမဲ့ကိစ္စမျိုးတွေသူတို့စိုးရင်နဲ့နောက်တစ်ခုကဒီရိုဝင်ဂျာမွတ်စလင်တွေပေါ့နော်တက်ပြီးတော့မှဝင်ရောက်လာမဲ့ကိစ္စကိုလည်းသူကစိုးရင်အဲ့ဒီကိစ္စတွေစိုးရင်နဲ့အတွက်ကြောင့်မလို့သူအမေရိကန်နဲ့ ပူးပေါင်းလာတဲ့အနေအထားတွေသွားတွေ့ရတယ်ပေါ့နော်။အဲ့တော့ဒီချက်ကဘင်္ဂလားပင်လယ်အော်ရဲ့မဟာဗျူဟာခင်းချင်းကိုဒါအကြီးအကျယ်ပြောင်းလဲစေနိုင်တယ်လို့နော်။တွက်လို့ရတယ်။အရှိတ်ဘက်ရောအနောက်ဘက်ရောညှက်ပြီးတော့မှပြောရလို့ရှိရင်ပရက်ရှာပေးမဲ့သဘောကိုတော့ပြနေတယ်လို့တော့တချို့ကသုံးသက်ကြတယ်။နောက်တစ်ခုကမွေးဇေဝနဲ့ဆေးဝင်ရောက်မှုအရေးကြီးရောက် အပေါ်မှာတခုကျွန်တော်တို့အရေးယူလိုက်တဲ့ဟာကလက်နက်ကိစ္စလက်နက်မောင်းကိုကိုရဲကြီးငါတို့ရဲ့လုံခြုံရေးကိုထိခိုက်တယ်ဆိုပြီးတော့မှပြဿနာရှာသွားတယ်နော်အကျညာချက်ထုတ်သွားတယ်အခုဒါမူရေးစေဝါကိစ္စအခုအမေရိကန်အစိုးရကမြန်မာပါဝင်နိုင်ငံ၅နိုင်ငံနော်အာဖဂန်နစ္စတန်ရယ်ဘိုလီးဗီးယားရယ်ကိုလံဘီးယားရယ်ဗင်နီဇူလာရယ်အဲ့ဒီ၅နိုင်ငံကိုမူရေးစေဝါပို့ဆောင်မှုနဲ့ပတ်သက်ပြီးအင်ပီရိုကနေပုံအကျညာချက်ထုတ်တယ်ဒါဟာအမေရိကန်နိုင်ငံသားတွေရဲ့လုံခြုံရေးကိုချိန်ချောင်းနေတယ်လို့သတ်မှတ်တယ်ဆိုပြီးတော့မှအဲ့လိုမျိုး ကြေညာချက်ထုတ်ပြလိုက်တယ်အဲ့တော့နှစ်ချက်သွားတွေ့ရတယ်နော်အမေရိကန်လုံနေပြီနော်နှစ်ချက်သွားတွေ့ရပထမတစ်ချက်ကဒီလက်နက်ရောင်းဝယ်တရားမဝင်ပေါ့နော်တရားမဝင်လက်နက်တွေရောင်းချနေတဲ့ဒီလုပ်ငန်းကွန်ရက်ကြီးဟာအမေရိကန်နဲ့နောက်ထပ်တစ်ခါကျွန်တော်ကျွန်တော်ထပ်ပြောရအောင်အမေရိကန်နဲ့မဟာမိတ်တွေကိုဒိုင်းရိုက်ချင်းချောင်းနေတယ်ဆိုပြောပါပြောတယ်အခုနောက်တစ်ခုကဒီငွေဈေးဝါနဲ့ပတ်သက်ပြီးတော့မှအင်ဗီရိုကကြေညာချက်ကဒီငွေဈေးဝါဒီနိုင်ငံတွေကအမေရိကန်နိုင်ငံသားတွေရဲ့လုံခြုံရေးကိုချင်းချောင်းနေတယ်လို့ ထပ်ပြောတယ်မချက်ရှိသွားပြီအဲ့ပြောပြီးမကြဘူးအမေရိကန်ကစစ်သင်္ဘော6စီးနဲ့စစ်တီကျွန်တော်တို့၄00 4000နဲ့စပြီးတော့ဗင်နီဇွဲလားကိုစပြီးတော့ပိတ်ဆို့ထားတယ်အဲ့ဗင်နီဇွဲလားတမရကလည်းမူတိုရှုမူတိုရိုမူတိုရိုသူကလည်းငွေစေဝါကိုင်းကောင်းဆောင်အဖြစ်နဲ့အစောပိုင်းကသူ့ကိုစုဂျင်းငွေဒေါ်လာ190ထုတ်ထားတဲ့ထုတ်ခံထားရတဲ့ဘဲပေါ့နော် အဲ့ဒီတော့မှပဲဖင်နီဇွဲလာနိုင်ငံကိုဒါပိတ်ဆို့စစ်သူတွေအင်အားတွေနဲ့အခုချထားပြီပေါ့နော်အဲ့တော့ဒီလုံရက်တွေကအမေရိကန်ကပြောလို့ရှိရင်ပြည်ပနိုင်ငံတခုကိုစစ်အေးရဝင်ရောက်တော့မယ်ဆိုရင်နိုင်ငံရဲ့လုံခြုံရေးကိုထိခိုက်နေတယ်ဆိုတဲ့ခိုင်လုံတဲ့အကြောင်းပြချက်ကိုကြိုတင်ကြညာလေးရှိတဲ့သဘောရှိတယ်ဒါကပါလဲဆိုတော့ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လွတ်တော်မှာ check and balance လုပ်ရတယ်အဲ့တော့နိုင်ငံဗန္ဒာငွေကြေးရောလူအင်အားပါအမြောင်များစိုက်ထုတ်ရတဲ့ဒီလိုပြည်ပစစ်ဖက်ရေးပေါ့နော်ပြည်ပကို ဒါဝင်ရောက် software တွေမဲ့ကိစ္စတွေမှာလွှတ်တော်ကခိုင်လုံတဲ့အကြောင်းပြချက်ပေးနိုင်မှုနိုင်ငံရဲ့အာလုံခြုံရေးကိုထိခိုက်စေတယ်ဆိုတဲ့ကိစ္စဖြစ်တာကိုသူကကြေညာချက်တွေအစိုးရကထုတ်ထားတာအာအဲ့ဒါကြောင့်ငါတို့ကနော်ဒီလိုဒီလိုဝင်ဆော့ဖ်ရတယ်ငါတို့ရဲ့မြို့သားနိုင်ငံရဲ့လုံလုံခြုံရေးကိုမြို့သားလုံခြုံရေးကိုထိပါလာပြီလက်နက်တွေရောမွေးစည်းဝါးတွေရောတဘောအရာမျိုးပေါ့နော်အဲ့တော့လွှတ်တော်ကိုတင်တယ်ငါတို့ data တွေဒါတွေငါတို့လောက်ရတော့မယ်မလုံလို့မရတော့ဘူးဆိုတဲ့သဘောမျိုးပေါ့ဗျာ ဒါမဲ့လုံးချင်လည်းလုံးတာပါပဲเนาะနှုတ်တော်ပတင်လည်းအမေရိကန်လုံးချင်လည်းလုံးတာပါတွေ့ပလိုက်တာပဲเนาะเนาะအဲ့လိုနေထားတော့ရှိရအဲ့တော့ဒါတွေကစိတ်ဝင်စားစရာကောင်းနေပေါ့ဗျာเนาะမြန်မာနိုင်ငံအပေါ်ကိုအမေရိကန်ဟာခက်စိတ်စိတ်ဖိအားပေးလာတာတွေ့တယ်เนาะဒေါ်လာ3တန်းကတော့ပလုံသွားပြီပေါ့ဗျာเนาะအဲ့တော့ဒါတွေကဘာပဲပြောဒေါ်လာကြီးအတွက်အားတက်စရာအခင်းကျင်းနေလို့တော့ကျွန်တော်တို့ကတော့ယူဆလို့ရတယ်ဗျာเนาะအဲ့တော့ပြောချင်တာကတော့ဒီနေရာမှာကြားဖြတ်ပြီးကန်တရားပေါ့เนาะ ဓမ္မနဲ့အာရမအာရမတွေနိုင်ုံထုံးစံမရှိပါဘူးတစ်ချိန်ချိန်မှာကြာရှုံးပါလိမ့်မယ်အကြောင်းတွေဖန်လာပါလိမ့်မယ်အကြောင်းတွေတိုက်ဆိုင်လာတဲ့တနေ့မှာပြိုကျသွားပါလိမ့်မယ်နော်အကြောင်းတွေကတော့တစ်ဖြည်းဖြည်းနဲ့တော့တိုက်ဆိုင်လာတော့မှာပါနော်အဲ့တော့ဒီချက်ကကျွန်တော်တို့မြန်မာနိုင်ငံအတွက်အမေရိကန်စစ်တပ်ကြီးကလာတိုက်ပေးမှလားဆိုတော့အဲ force ပေါ့နော်အဲ့လိုအခြေအနေမျိုးတော့မဟုတ်ပါဘူးနော်ဒီလိုယူဆတဲ့သဘောတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အမေရိကန်ကမြန်မာအရေးကိုဘယ်အထိစဉ်းစားနေပြီလဲဆိုတာကိုတော့ကျွန်တော်တို့ဒါနည်းနည်းတော့ရိပ်မိတာ စဉ်းစားနေလို့ပေါ့မစဉ်းစားရင်မသိကြအောင်ဆောင်နေပါဘောเนาะစဉ်းစားနေလို့ပေါ့ရှင်းရှင်းလင်းလင်းညင်သားစီတွေဗျเนาะအပြောရလို့ရှိရင်ကျွန်တော်တို့နိုင်ငံကိုသူကဝင်ဆွဲဖက်ဖို့အတွက်စစ်သားစရေးစရာမလို့ရှင်းရှင်းလေးပဲစစ်သားတွေရော့ကွာမင်းတော့မလို့ဘူးမလို့ဘူးဘေးအောင်လိုင်းကိုချိန်ဖို့အတွက်ကျွန်တော်တို့ကပတ်စံနဲ့ဤပညာပဲလိုတယ်အတိုင်းပဲကောင်းနေတာခင်ဗျာပုံနေတာမတိုင်ရလို့ခြေတော်နှချောင်းပုတ်ပြီးစိတ်ကောက်နေတဲ့ကောင်တွေပုံခံနေတာနော် လက်နဲ့နဲ့ငွေနီးပညာဒါပဲလိုတယ်ငွေပြငွေပဲပြီးပြငွေနဲ့လက်နဲ့ပဲပြီးပြနီးပညာကိုယ့်အကူချမယ်ဗျာကျွန်တော်တို့လူငယ်တွေခင်ဗျာလေကျွန်တော်တို့မြန်မာလူငယ်တွေအစွမ်းထက်ပါတယ်တိတ်ပြီးတော့ဟိုနေပြနေကြတယ်ကျွန်တော်တို့ကဘာမှမရှိဘဲနဲ့ကျွန်တော်တို့ကတော်လန်နေရတဲ့အခြေအနေပေါ့နော်ဘာမှကိုမရှိကိုကကိုကိုပြီးတော့ရုန်းကန်နေရတာပေါ့နော်အဲ့လိုအခြေအနေအော်သူတို့လာပြီးစတဲ့ပြီးတော့မှလုံနေစရာမလိုကျွန်တော်ပြောတဲ့ဟာလေးတွေဖြည့်ဆည်းပေးရုံနဲ့ကျွန်တော်တို့ သူတို့ရဲ့ရည်မှန်းချက်ကိုကျွန်တော်တို့ရဲ့ရည်မှန်းချက်ကိုပြည့်နိုင်တယ်ဆိုတဲ့အခြေအနေကိုဖန်တီးနိုင်နေပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကလက်ရှိကဘာကြီးကတတိယကဘာစစ်ဖြစ်မတတ်စစ်ရေးစင်းကြီးတွေလွှမ်းခြုံနေတဲ့အခြေအနေကိုရောက်နေတယ်ဆိုတာတော့အားလုံးလည်းယိမ့်မိကြမှာပါနော်ယူကရိန်းရုရှားရေးနောက်အစ္စရေးဂါဇာရေးတရုတ်ထိုင်ဝမ်နောက်တဲ့အခုထပ်တိုးလာတာကနီတိုရုရှားနော်ပိုလန်မှာတွားပြီးတော့မှ drone တွေတွားရုရှားကတွားရန်စတော့ဟိုဘက်ကအမေရိကန်ကအခုဆိုလို့ရှိရင် ်လေတက်တွေလည်းလွတ်လာလွတ်ထားပြီတက်တွေလည်းလွတ်ထားတဲ့ဆိုတော့တည်င်းနေကြရတယ်ပေါ့နော်တဏှာကြီးကိုအခုဆိုရင်မိုင်6ဟာအများနှုံးနဲ့ရေးမိုင်9000အထိပေါ့နော်စီပြည့်စရာမလိုတဲ့ B2A နော်စပီရက်ကိုပြောက်ဘုံကျဲလင်းရင်နေနော်ကရောပါတိုက်မှာလှုပ်ဝက်ပြီးတက်ဖြန့်လိုက်ပြီလို့ကြားရတယ်နော်ဘနစီလဲတော့ကျွန်တော်တို့လည်းမသိနော်အဲဘုံကြီးကတော့အများကြီးပဲအဲ့ဒစီတွေကိုပေါင်900လေးတဲ့ဘုံပြင်မလွဲဘုံ80လောက်တင်နိုင်တယ်နော် ပေါင်2400အလေးချိန်နဲ့ဆိုတော့စဉ်းစားစဉ်းစားကြည့်ပေါ့ဗျာနော်အဲ့တော့အဲ့လိုချိန်တွေကရှိတယ်အော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကကဘာကြီးရဲ့ဒီပြိပခပေါ့နော်ကဘာကြီးရဲ့ပြိပခကကျွန်တော်တို့ကအခွန်နှန်းကောင်းတွေဖြစ်လာနိုင်တယ်ဗျာနော်အဲ့တော့ဘယ်ပြည်ပနိုင်ငံရဲ့အကူအညီမှမပါလဲတော်လန်ကြီးကိုခကြီးဆက်လျှောက်ရမယ်ဆိုတာတော့ကျွန်တော်တို့အားလုံးကတော့နားလည်ပြီးသားပါဒါပေမဲ့အခုလိုနိုင်ငံကြီးတွေရဲ့လှုပ်ရှားမှုတွေအာဆီယံရဲ့ဖိအားပေးမှုတွေအမေရိကန်ရဲ့မာပြူအမြောက် အကွက်ရွှေ့မှုတွေကအကြမ်းဖက်ဆဲအုပ်စုကိုတော့အကြက်ရစီမှာပဲနော်ဒီအချိန်မှာခေါင်းစားစီမှာပဲသူတွားနေပြီမဲ့ပျော်ရွှင်မှာမဟုတ်ဘူးဘာဖြစ်လို့သူတွားနေတဲ့အချိန်မှာ25ရက်နေမှာပဲဒီအရေးယူဘေးဆုံးမှုကထုတ်ပြန်လိုက်တာဒါကအမေရိကန်ကတွယ်နေပြီဆိုတဲ့သဘောပဲနော်အဲ့တော့ပြောချင်တာကတော့ကျွန်တော်တို့ဗိုလ်ချုပ်အောင်ဆန်းလက်ထက်ကလည်းပေါ့အင်္ဂလိပ်ကဘာမှအကျက်အဲ့ဒါလိုပဲကျွန်တော်တို့ဒီကနေ့ကမ္ဘာနိုင်ငံကြီးလှိုင်းကြက်တွေပုံပါကျွန်တော်ညံရှိတယ်လို့စီးနှင်းလိုက်ပါပြီးတော့မှ ကျွန်တော်တို့တော်နိုင်ရေးအတွက်အကျိုးဖြစ်ထွန်းအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေလိုလားတဲ့အကျွင်းမဲ့အောင်ပွဲပန်းနိုင်စီကိုပုံမူပြီးတော့မှမြန်မြန်ဆန်ဆန်နဲ့ခိုင်ပါစွာကျွန်တော်တို့ခြေတက်နိုင်ပါလိမ့်မယ်အဲ့တော့စိတ်တက်မကြဘဲနဲ့ဒီချိန်ကကျွန်တော်တို့ရဲ့အခွင့်အရေးဖြစ်တယ်လို့ယုံကြည်ရင်းနဲ့မှကျွန်တော်တို့အဆုံးထိရုန်းကန်ကြစို့ရအောင်เนาะအဲ့တော့ကျွန်တော်မိတ်ဆွေတွေရဲ့ခိုင်ပါတဲ့စိတ်ဓာတ်တွေနဲ့တော်နိုင်အောင်မြင်ပါစေလို့ကျွန်တော်ဒီနေ့ကနေရှူတောင်းရင်းနဲ့ပဲဒီကုန်းချုပ်လိုက်ပါတော့ဗျာအားလုံးကို 其实你要一点嘛，かな。